ခုတစ်ပတ်ကျွန်တော်ကျင်းပြမှာကတော့2016ခုနှစ်မတ်လ28ရက်နေ့ကနေပြီးဒေဗီလာ3ရက်နေ့ထိကြာမြင့်မဲ့လာမယ့်ရက်တစ်ပတ်အတွက်မိုးလေဝသခမန်းကျင်းများဖြစ်ပါလေဒီခမန်းကျင်းတွေကိုမကျင်းပြပြီးဒေါ်လာစဲမြန်မာနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့လက်ရှိအခြေအနေများကိုအရင်ဆုံးကျင်းပြလိုပါလေမတ်လ28ရက်နေ့မှာမြန်မာနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့နေ့လူကြီးများကိုကြည့်တဲ့အခါမှာတော့ ။တတိုင်းကလုံးလုံးလို့ညိတ်ဘူးချင်းများမြင့်တက်တရားကိုတွေ့ကြပါလေ။မြန်မာနိုင်ငံရဲ့မြောက်ဘက်အစွန်ဒီတာဖြစ်တဲ့ကချင်ပြည်နယ်မြောက်ပိုင်းမှာတော့ညိတ်ဘူးချင်းများက20မှ25ဒီဂရီစင်တီဂရိတ်ရှိပါလေ။မြန်မာနိုင်ငံအလဲဘက်ကစပြီးတော့အောက်ဘက်ဒေသအလုံးမှာတော့နေပူချင်းများဟာ35မှ40ဒီဂရီစင်တီဂရိတ်အထိတချို့နေရာတွေမှာတော့40ဒီဂရီစင်တီဂရိတ်ရဲ့အထက်ကိုရောက်ရှိနေတာတွေ့ရပါတ လက်ရှိအချိန်မှာမြန်မာနိုင်ငံလုံးအထူးသဖြင့်မြန်မာနိုင်ငံမြောက်ပိုင်းနဲ့တပိုင်းဒေသတွေမှာမိုးအနည်းငယ်ရွာသွန်းနိုင်တဲ့အနေအထားများရှိနေတာကိုလည်းတွေ့ရပါတယ်။ကြမ်းလျော်ရောင်ကြီးအညွန်ကြီးအနေနဲ့တော့မြန်မာနိုင်ငံရဲ့အရှိမြောက်ဒေသများဖြစ်တဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ဘက်ရောမှာကြမ်းလျော်ရောင်ကြီးအညွန်ကြီးဟာအလွန်မြင့်တဲ့အဆင့်မှာရှိနေပြီးတော့ကြမ်းပြည်လုံးမှာတော့လုံခဲ့တဲ့အဆင့်ကို ရောက်ရှိနေတာကိုတွေ့ရပါလေ။လမ်းမဲ့တစ်ပတ်အတွင်းနေ့ဦးချင်းကမန်းချက်များအနေနဲ့တော့စကိုင်းတဲ့အောင်ပိုင်းမကွေးတိုင်းပဲခူးတိုင်းပေအောင်တိုင်းအစီပိုင်းရန်ကုန်တိုင်းမြောက်ပိုင်းကရင်ပြည်နယ်တောင်ပိုင်းနဲ့မွန်ပြည်နယ်တောင်ပိုင်းတနင်္သာရီတိုင်းတောင်ပိုင်းတို့မှာအပူဆုံးဒေသများအဖြစ်ရှိနိုင်ပြီးတော့နေ့ဦးချင်းက40မှ55ဒီဂရီစင်ပြေကန်တူရှိနေပါလေ ရာသီတော်များပါလဲမြေဥတီများဟာ30မှ40ဒီဂရီစင်တီဂရိတ်ရှိနေတယ်လို့ခန့်မှန်းရရှိထားပါတယ်။လက်ရှိအနေအထားကိုကြည့်တဲ့အခါမြန်မာနိုင်ငံရဲ့ပြောပယ်စွန့်ဒေသပြည်တွေကချင်းပြည်နယ်စကိုင်းတိုင်းဂျပန်တို့မှာမြေဥတီတွေဟာပုံမှန်ပြည်မြေဥတီများရဲ့အထက်အနည်းဆုံး10ဒီဂရီမှ20ဒီဂရီစင်တီဂရိတ်ပိုနေတာကိုတွေ့ရပါတယ်။အလားတူပဲမြန်မာနိုင်ငံတောင်ပိုင်းဒေသပြည်တွေတနင်္သာရီတိုင်းမှာလည်းမြေဥတီတွေက10ဒီဂရီမှ4ဒီဂရီစင်တီဂရိတ် ပုံမှန်နဲ့ပုံနေတာကိုတွေ့ကြရပါလေဒါပေမဲ့လည်းရက်ကြီးနဲ့တောင်ပိုင်းနဲ့ကြားပြည်နယ်မှာနေပူချင်းများဟာပုံမှန်နဲ့အောက်10ဒီဂရီမှာ10ဒီဂရီဆယ်ဖေးကန်ထိရောနေနေပြီးမောရွာခွေဒေသများဖြစ်တဲ့မွန်ပြည်နယ်မြောက်ပိုင်းပဲခူးတိုင်းတောင်ပိုင်းစုံရမတိုင်းတောင်ပိုင်းစုံစားတဲ့ဒေသများမှာလည်းနေပူချင်းများဟာပုံမှန်အပူချင်းရဲ့အောက်ကို10ဒီဂရီမှာ10ဒီဂရီဆယ်ဖေးကန်ထိရောနေပါတယ် ။လာမယ့်ဘက်တွေမိုးရွာသွန်းနိုင်တဲ့ဒေသများကတော့အစင်းလာတိုင်းမြန်မာနိုင်ငံရဲ့မြောက်ပိုင်းဆုံးတောင်ပိုင်းဆုံးဒေသတွေဖြစ်ပါတယ်။မြောက်ပိုင်းဆုံးဒေသတွေဖြစ်တဲ့ကချင်ပြည်ရဲ့စကိုင်းတိုင်းတစ်ပိုင်းတောင်ပိုင်းဆုံးတနင်္သာရီတိုင်းတို့မှာလာမယ့်ဘက်အတွင်းနေရာခွဲခြားတရက်မှာသုံးရက်ခန့်မိုးချစ်ချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းရရှိထားပါပဲ။မိုးရွာသွန်းမှုအနေနဲ့ကြည့်တဲ့အခါမှာမြန်မာနိုင်ငံမြောက်ပိုင်းဆုံးတောင်ပိုင်းဆုံးတို့ဟာမမှန်တကယ်တော့ပုံမှန်ရွာသွန်းမြေမိုးအချိန်ကိုမမီသေးပဲ ရွာသွင်းရင်အောက်လမ်းမဲ့တစ်ပတ်အတွင်းမှာယောနဲ့နေနေဆိုလေခမန်းရပါတယ်ဆက်လက်ပြီးပြပြဆိုတဲ့အကြောင်းအရာကတော့လက်ရှိအတော့ဆက်ကြောက်ခွေးနဲ့မှာဖြစ်ပေါ်နေတဲ့အယ်လီညိုရဲ့အခြေအနေဖြစ်ပါတယ်အယ်လီညိုဟာလက်ရှိအခြေအနေမှာအာတင်တင်လာရှိတော့တဲ့အနေအထားကိုရောက်ရှိနေပါတယ်အာလည်းဒိတ်တဲ့ဒိတ်ရဲ့တစ်ပတ်နဲ့တစ်ပတ်ယောနဲ့ကြာဆင်းနေတာကိုတွေ့ရပါတယ်ဒါကြောင့်မို့အယ်လီညိုကလာမဲ့ဂျွန်လာမှာအယ်လီညိုပြည့်စင်ပြီးဆုံးပြီးတဲ့နောက် အယ်နီညိုနဲ့လာနီညာတို့ရဲ့ဂျာမာရှိတဲ့ neutral အခြေအနေကို July August September လတွေမှာရောက်ရှိနေနေပါလေ September လရဲ့နောက်ဆုံးရက်တစ်ပတ်အတွင်းမှာတော့ဂျာနီအစ်စ်ကနေပြီးတော့အယ်နီညိုနဲ့ဆန်းကျင်ပဲဖြစ်တဲ့လာနီညာဖြစ်စဉ်ကိုကူပြောင်းသွားလိမ့်မယ်လို့ခမန့်ရရှိပါလေမိုင်းဆန်နေစတဲ့ဒီနေ့မှာနောက်ဆုံးတိုက်ကြရရှိတဲ့အယ်နီညိုရဲ့အင်အားကိုပစွိတ်ကုန်ကြရာအရှိတ်မှာရှိတဲ့အယ်နီညိုစောက်တဲ့ကြည့်ရှုရေး ဒေတာပဲဖြစ်ဖြစ်မြေယူ1 2 3 4စတဲ့ဒေတာတွေမှာပြည်ရင်မြင့်မြင့်အခုချိန်ပုံမှန်နဲ့မြင့်တက်မှုအများဆုံးပမာဏက1.8ဒေဂရီစင်တီဂရိတ်ခန့်သာရှိပါတယ်ပြီးခဲ့တဲ့ဒီဘက်နဲ့နန်းစာရင်တော့ဒသမ1ဒေဂရီစင်တီဂရိတ်ရောင်းတဲ့ချက်စင်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်တင်ကြပူဇော်တဲ့ကိုသုံးပြီးတော့အဲဒီယူရဲ့ဖြစ်စဉ်ဘယ်ချိန်ကမှပြီးဆုံးမလဲဆိုတာကိုခမန့်ပြောချက်တဲ့ခါမတော့လာမယ့်ဂျွန်လာမှာအဲဒီညိုဟာ ီးဆုံးနိုင်တယ်လို့ခံမှန်းရရှိထားပါတယ်။အဲဒီညိုရဲ့ပုံပြင်းကြောင်းတွေရာဒီဥတုကြောင့်မြန်မာနိုင်ငံတော်ဘက်မှာရေပြက်လက်တဲ့အေဒီယာများနေ့စဉ်ပေါ်ထွက်နေပါတယ်။နောက်ဆကြောက်ဥတီအတွေ့ရေပြက်လက်နေတဲ့အေဒီယာဟာ2015ခုနှစ်တဲ့30ကကဘုံဘုံများပြနိုင်ပြီးတော့ခြေရွာပေါင်း2000နီးပါးကရေရှားပါမှုတန်ကိုကျုံ့တွေ့နေကြတာလေ။အလားတူပဲဥပြင်း 6ရက်တဲ့ရာသီဥတုကြောင့်မြန်မာနိုင်ငံတော်မှာမိဆောင်ကြွားမှုလေနေ့စဉ်လုံးလုံးဖြစ်ပေါ်နေပြီးတော့ဖေဖော်ဝါရီလ14ရက်နေ့အထိမိသက်ဦးစီးဌာနရဲ့စင်စရာအရာမိဆောင်ကြွားမှုခံရတဲ့အဆောက်အဦပေါင်းဟာ926လုံးရှိပါတယ်။ရစီဆုံးဆုံးမှုတန်ဖိုးကတော့144တိကျသပ65သန်းရှိပြီဖြစ်ပါတယ်။အခုဆိုရင်တော့တလကန်ထမှန်ကြာနေနေပြီဖြစ်တဲ့အတွက်ဒီရေအတွက်ဟာဒီတဲ့အများကြီးပုံနိုင်တယ်လို့လည်းခမန်းရရှိပါတယ်။ကဘာဓမ္မ ဲ့ရာသီဥတုကြောင့်ပြီးခဲ့တဲ့2019ခုနှစ်အတွင်းမှာတရုတ်နိုင်ငံအမေရိကန်ပြည်သူအိန္ဒိယနိုင်ငံဖိလစ်ပိုင်အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာပူပြင်းခြောက်သွေးတဲ့ရာသီဥတုကြောင့်အသက်ဆုံးရှုံးရတဲ့သူပေါင်းဟာ9000ခန်းရ32ဦးရှိခဲ့ပါတယ်။ပြည်စည်းစုံချုပ်မှုတံခိုးကလည်းအမေရိကန်ဒေါ်လာ66.5ဘီလီယံထိမြင့်တက်ခဲ့ပါတယ်။ဒါအဲဒီညရဲ့ပထမ6လဖြစ်တဲ့2015ခုနှစ်နောက်ပိုင်း6လပဲရှိပါသေးတယ်။ ၂၀၁၆ခုနှစ်မှာတော့အဒီယွန်းရဲ့ဒီဂိတ်ဘူးဟာဒီဂျေဘုံဘူးများပြားနိုင်တယ်လို့ခမန်းရရှိထားပါလေ။ဆက်လက်ပြီးတင်ပြလိုတာကတော့ဒါမဲတစ်ပတ်အတွက်မိုးလီဝသခမန်းကျင်များဖြစ်ပါလေ။ဒါမဲတစ်ပတ်အတွက်မှာကပ်ပြီးပြည်ပြင်ပင်္ဂလာပင်လယ်အော်ရုံးမှာတိမ်အငိငယ်ဖြစ်တော်နိုင်ပါလေ။မြန်မာနိုင်ငံမြောက်ပိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းတွေမှာတိမ်တိတ်တိတ်ဖြစ်ကြုံပြီးတော့ဂျန်ဒေတာတွေမှာတိမ်အငိငယ်ဖြစ်တော်နိုင်တယ်လို့ခမန်းရရှိပါလေ။ဒါမဲတစ်ပတ်အတွက်မှာတော့တောင်တုပ်ပင်လယ်ပင်နဲ့ပင်္ဂလာပင်လယ်အော်မှာမုန်တိုင်းဖြစ်ဖို့လာလာ မရှိနိုင်သေးဘူးလို့ပဲခမန်းရရှိပါလေမြမဗေလပြင်းအချိန်ကြီးခပဲလက်ကတော့မြမကန်ပြတစ်ချောင်းနဲ့ကန်းဆောင်ဗေလပြင်းကြီးမှာလာမယ့်ဘက်ပြင်မှာ line အနည်းငယ်မှာ line တက်တဲ့ချိန်ချင်ပြီး line အင်းကလည်းတပြေးမှလေးပြီးကန်းချီရှိနိုင်လေလို့ခမန်းရရှိပါလေနေမူချင်းခမန်းကျများအနေနဲ့တော့ချင်းကြီးနဲ့ရှမ်းပြည်နဲ့တောင်ပိုင်းတို့မှာနေမူချင်းက25ဒီဂရီစင်တီဂရိတ်က33ဒီဂရီစင်တီဂရိတ်ရှိနေပါ ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းခရီးပြည်နယ်ရခိုင်ပြည်နယ်တို့မှာအပူချိန်34မှ38ဒီဂရီဆယ်ရွေ့ကြီးရှိနေပြီးတော့ဂျာဒီလာတွေမှာတော့39မှ45ဒီဂရီဆယ်ရွေ့ကြီးရှိနေတယ်လို့ခမန်းရရှိပါတယ်။မင်းရပဲမကွေးတိုင်းတွင်မှာရှိတဲ့စင်မကျုံမြို့ရောက်ရှိခဲ့တဲ့အခါမှာနေ့အပူချိန်44ဒီဂရီဆယ်ရွေ့ရက်တရား33ဒီဂရီဖရဟိုက်ထိမြင့်တက်နေတာကိုတွေ့ခဲ့ရပါလေ။ခရီးတော်ရောက်ကြီး အချိန်ဒီကမန်းချက်ကတော့တမန်တပတ်တွေမြန်မာနိုင်ငံရဲ့အရှိမြောက်ပိုင်းဒေသမြေကြီးဖြစ်တဲ့ကချင်ပြည်နယ်ရမ်းပြည်နယ်မြောက်ပိုင်းရမ်းပြည်နယ်အရှိပိုင်းစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာခမ်းတော်ရောင်ကြီးအညွန့်ကြီးများဟာအလုံးမြင့်တဲ့အစ်စ်မှာရှိနေနိုင်ပြီးတော့ဂျန်တပီလုံးကတော့လုံခဲ့တဲ့အစ်စ်မှာရှိနေနိုင်တယ်လို့ခမန်းရရှိထားပါတယ်။မိုးရွာသွန်းမှုကမန်းချက်အနေနဲ့တော့လာမယ့်တစ်ပတ်အတွင်းမှာကချင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ် စကားကျိဒေတာကြီးအကြပိုင်းတနည်းလာဤတန်းဒေတာကြီးတို့ပါနေရွက်ကြမုန်ဤနဲ့ချစ်ချုံရွာတော့နိုင်ပါလေရှေးပြည်နယ်ရှမ်းပြည်နယ်စကားကျိဒေတာကြီးအကြပိုင်းစားတဲ့ဒေတာတွေမှာတိတ်အသင့်တင့်ဖြစ်တော့နိုင်ပြီးတော့ရာဒေတာတွေမှာတော့အများအဖြစ်တာယာနိုင်ငံလို့ခမန်းရရှိထားပါလေအယူတင်ရလို့တဲ့အချက်ကတော့အခုဆိုရင်မတ်စတာရဲ့နောက်ဆုံးရက်တစ်ပတ်အတွင်းကိုရောက်ရှိပြီးပြည့်တဲ့အတွက်မြန်မာနိုင်ငံအတွင်းမှာအထူးဖြင့်မော်လင်ညနေပိုင်းအချိန်ကများမှာ မိုးတိမ်တောင်များဖြစ်ပေါ်သေးရှိပါတယ်။အဲလိုမိုးတိမ်တောင်များဖြစ်ပေါ်တဲ့အခါအတူတူမိုးသက်လေပြင်းတိုက်ခတ်ခြင်းမိုးချင်းချင်းရှက်စည်းလက်ခြင်းရမယံကမိုးချုပ်ပြခြင်းငေရွက်ွက်ဘူးကြီးခြင်းမိုးသီးကြွေခြင်းစတာတွေဖြစ်ပေါ်တတ်တဲ့အတွက်အတူတူမိုးချုပ်ပြခြင်းနဲ့လေပြင်းအန္တရာယ်ကိုတော့သတိပြုနေထိုင်ဖို့လိုမယ်လို့အကြံပြုတင်ပြလိုက်ရပါခင်။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘီအန်ဒရီမြန်မာအစဉ်ကင်းဝေး 那样子。把你